ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီထဲမှာ MMA fighter ဖိုးတော်ရဲ့ပြည်သက်တွေလည်းပါဝင်ကြလိမ့်မယ်လို့ဆွမ်းမိပါရခင်ဗျာဖိုးတော်ဟာအင်းစိန်ကျောင်းတော်ကြီးမှာအကျဉ်းသားဘဝနဲ့ကာလတစ်ခုကြာဖြတ်သန်းခဲ့ရတာဟာအခုအချိန်ထိတမ်းပဲဖြစ်ပါတယ်သိမ့်မကြခင်မှာတော့ဖိုးတော်ပြန်လွတ်လာတော့မယ်လို့ယူဆမိပါရခင်ဗျာအားကြောင့်လဲဆိုတော့ဒီနေ့ online အန်ဆန်းကနေပြီးသူ့စီကို သူ့ရဲ့ professional ကစားသမားဘဝနောက်ဆုံးပွဲမထိုးခင်မှာဖို့တော်ရေးပေးလိုက်တဲ့စာလေးရောက်လာခဲ့တယ်ဆိုတာကိုစီသာလွှင့်နေခဲ့တယ်။ပြီးတော့ဖို့တော်ရေးပေးလိုက်တဲ့စာလေးကိုလည်းသူကဓာတ်ပုံရိုက်ပြီးအမှတ်တရဖြစ် ဖော်ပြခဲ့တယ်။ဒီစာလေးထဲမှာ စာသားတစ်ခုပါဝင်လာတယ်ခင်ဗျ။အဲ့ဒါကတော့နောက်လအနေငယ်လောက်နေရင်နောက်လပိုင်းလောက်ကြာရင်ကျွန်တော်ပြန်ထွက်လာရတော့မယ်ဆိုတဲ့စာကြောင်းလေးပါပဲ။ဒီတော့ဖို့တော်ဟာပြန်လွတ်လာတော့မယ်လို့ ယူဆစရာရှိနေပါတယ်ပြီးတော့သူနောက်ကနေဆက်ပြီးရေးသားထားတဲ့စာသားကလည်းသူပြန်လွတ်လာတော့မယ်လို့ဝမ်းသာစကားအတိတ်နမိတ်လို့ယူဆနေပါတယ်ခင်ဗျတိတ်မကြခင်မှာအကူနဲ့ပြန်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အမြန်ဆုံးပြန်လွတ်လာမယ်လို့လည်းမျှော်လင့်ထားတယ်ဆိုတဲ့စကားလုံးလေးတွေကိုသူကဆက်ပြီးရေးသားထားလို့ပါပဲဖို့တော်ဟာတစ်ချိန်တုန်းကမြမယူရလဝိလောကမှာဆက်ချမ်းတော့ကြော်ကြခဲ့တဲ့ဖိုက်တာလေးတယောက်ဖြစ်ပါတယ်သူဟာ1 championship ကိုဝင်ရောက်လာတော့လေအကောင်းဆုံးပုံစံကို ထုတ်ဖော်ပြသနိုင်ခဲ့တယ်။အသက်30ပြည့်မှသူဟာ MMA စပြီးကစားတယ်။ဒါပေမဲ့ One Championship မှာသူ့ရဲ့ MMA စွမ်းဆောင်ရည်ကလည်းထိတ်တန့်အဆင့်ရှိတယ်ဆိုတာကိုဖို့တော်ကဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်ခင်ဗျ။ပြီးတော့ပြင်ပမှာလည်းသူဟာ Pride လုပ်ငန်းတွေနောက်ပြီးတော့လူငယ်လေးတွေကိုအခမဲ့ MMA သင်ကြားပေးတာတွေစွမ်းဆောင်ခဲ့ပါသေးတယ်။ဟုတ်ကဲ့အခုဆိုရင်ဖို့တော်က online အဆန်းကိုရေးပေးလိုက်တဲ့စာလေးကိုကျွန်တော်အပြည့်အဝဖတ်ကြရင်းနဲ့ သူမကြခင်ပြန်လွတ်လာတော့မယ်ဆိုတဲ့စကားလေးပါဝင်တဲ့ကြောင့်ကိုပရိသတ်ကိုအတိပေးခြင်းပါတယ်ခင်ဗျာနေကောင်းချမ်းပါတယ်မူလာအကိုအော်တိုဘားလ၄ရက်နေ့ကိုရောက်ရင်ဆွီဒင်ဖိုက်တာနဲ့အကိုနဲ့ကစားရမယ်ဆိုတာကျွန်တော်တွေးလိုက်တယ်ဒီနေရာကိုကျွန်တော်ရောက်နေပြီမဲ့အကိုကစားတဲ့ပွဲတိုင်းကျွန်တော်အလို့မပေးပဲအားပေးနေကြတာပါဒီမှာလဲအကိုပရိသတ်တွေအများကြီးပဲဒီပွဲမှာရလကအေးမကြည့်ပါဘူးအကိုဘက်ကအကောင်းဆုံးဖန်ဆောင်နေတဲ့မြတ် အကူကအကူပဲဖြစ်နေဦးမှာပါဒီနေရာကနေအကူရဲ့ပွဲကို ကျွန်တော်အကောင်းဆုံးအားပေးနေမှာပါဒီကနေပြန်ထွက်လာရင် ကျွန်တော်လည်းဂျင်းသေးပြန်ကစားမှာပါပဲဘလို့အခက်အခဲတွေပဲကြုံကြုံကျွန်တော်ပြန်ကစားမှာပါနောက်လာပိုင်းတော့နေရင်ကျွန်တော်ပြန်ထွက်လာရတော့မယ်စိန်ခေါ်မှုတွေအတွက်ကျွန်တော်အသင့်ဖြစ်နေပါပြီသိမကြခင်မှာအကူနဲ့ပြန်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အမြန်ဆုံးပြန်လွတ်လာမယ်လို့လည်းမျှော်လင့်ထားတယ်ပရိသတ်တွေကအကူပတ်မှာအမြဲရှိတယ် သူတို့ဂုံရအောင်အကိုထပ်လုပ်ပေးပါအကောင်းဆုံးဖြစ်ဖို့ဆုတောင်းပေးလိုက်ပါတယ်တော်ထူးနိုင်ခဘိုးတော်ဆိုပြီးတော့သူကသူ့စာမှာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘိုးတော်ကတော့သူ့စာထဲမှာပြောထားတဲ့အတိုင်းအမြန်ဆုံးပြန်လည်လွတ်မြောက်လာပါစေလို့ဒီနေ့ကနေဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာတ िश ူအပိပြိတ္တအားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ